ပိတ်သက်များအောင်လို့မေမေလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရယ်ရှင်ဒီကနေ့ပိတ်သက်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တကယ်တော့ငါရှေဘောဆိုတဲ့ချင်းရွာလေးတွေ့အောင်မှာတော့ဝင်းနိုင်ဆိုတဲ့အစင်းရသားလည်းဓမ္မတယောက်ရှိပါတယ်ဝင်းနိုင်ကတော့မြို့ပါရီမရှိတော့တဲ့နောက်ပိုင်းလေယာလုတ်ကိုပဲအစောက်ချလုတ်ကိုင်းကအသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ် ဝင်နိုင်ရတော့စိတ်ကောင်းရှိပါတယ်။ဒါမဲ့သူကတော့အရန်ကိုပြင်းရပါတယ်။မိဘတွေမရှိတော့တဲ့နောက်ပိုင်းဝင်နိုင်ကမိဘလက်ထက်ကအိမ်လေးမှာတယောက်တည်းနေတိုင်းအချင်းတွေကုံဆုံလာခဲ့ပါတယ်။ဝင်နိုင်ကတော့လေယာလုပ်တွေကိုမလုပ်ခံချင်ပါဘူး။ပြင်းရချင်းကသူ့ဘဝရဲ့အကြီးမားဆုံးယောဂပဲဖြစ်ပါတယ်။သူကတော့လေတင်မှလည်းအလွတ်ချိန်နေပြီးအနာယူနေတဲ့ချိန်တွေတော့များပါတယ်။အပြင်းကြီးတဲ့ဝင်နိုင်အတွက်အသေးမွာလို့တွင်တော့သူအတွက်ဝန်ထုံဝန်ပိုးဖြစ်စေခဲ့ပါရဲ့ဒီနေ့မှာတော့ဝင်းနိုင်က လေတွေကနေအင်ကိုညင်ညူရင်ပြန်လာခဲ့ပါတယ်။ဟာနေရလေပူလိုက်တာလဲလို့ရတာငါပြက်တေးတောင်တေးချင်တယ်။အင်ရောက်လေနွားစာကျွေးအဝတ်လျှော်ရေကလောက်ရအောင်မေးအရာတိုင်းကိုငါတယောက်တည်းလုပ်နေရပါလား။တယောက်ကကူညီပေးမဲ့တူရှင် အရင်ကောင်းပါပဲ။ဒီလိုဆိုရင်ငါတို့ရေကူလာမေးညင်ညမ်းစွာအိတ်လို့ပြောမေး။ဝင်းနိုင်ကတော့အင်ကိုရောက်တာနဲ့လဲအင်ရဲ့အနာယူနေလိုက်ပြီးမျက်နှာချက်ကိုအချင်းသူတယောက်တည်းစကားတွေပြောနေလိုက်ပါတယ်။ဟာ နောက်မှတရားရှင်အရင်ကောင်းပါပဲငါလည်းအလုပ်တွေတိတ်လို့စရာမလိုတော့အရင်ပြောရလိမ့်မယ်ဒါပေမဲ့အခုတယောက်တည်းနေရတာကငါရဲ့ကံကြမ္မာပါပဲစင်ရတဲ့လေတမဝင်းနိုင်ကတော့တဖြည်းဖြည်းနဲ့ပိုးပြင်းလာပါရီသွားတော့နနက်ပိုင်းလေလဲရပြင်းအိတ်နေ့လယ်ခင်းလေအိတ်ညနေပိုင်းလေအိတ်နဲ့အလုပ်တောင်တိတ်မလို့ပဲအချိန်တိုင်းတူဟာပင်မနှဲ့နေပါရီဒါပေမဲ့မကြမီမှာတော့အေရကိုပြောင်းလဲလာတော့မှဖြစ်ပါရီ ဝန်နိုင်ကတော့လလို့ရတာကငင်းဝဲတာကြပါပြီ။ဒါကြောင့်သူကအရက်ရောင်တဲ့ရွာနောက်ကဆန်လေးကိုတောက်ခဲ့ပါလိမ့်။ဒီညကဝန်နိုင်တယောက်အရင်မူးနေခဲ့ပါလိမ့်။ဝန်နိုင်ကထိုင်ခွန်လေးပေါ်မှာထိုင်ရင်တယောက်တည်းညှိတွားပြောဆိုနေခဲ့ပါလိမ့်။ငါဘွားမှာကောင်းတာဆိုလို့ဘာမှမရှိဘူး။မိဘတွေပြီးကြတဲ့လေမြေကလည်းငါကြွတော့ဝန်ထုတ်ဝန်ဘူးလို့ပဲဒီတိုင်းသာလေယာလို့တွေအိမ်လို့တွေကိုဆက်လုပ်နေရရင်ငါတည်ရလိမ့်မယ်ဝန်နိုင်ကတော့မူမူနဲ့သူခန်းစားချက်တွေကိုရင်ခွဲပြောဆိုနေပါတယ် ။ဒါရဲ့အချိန်မှာပဲဝင်းနိုင်ရဲ့စပွဲစီကိုလုံငယ်ရှင်တတိတယောက်ကရောက်လာပါတယ်။တတိယခွန်လွတ်တလုံးမှာဝန်ထမ်းလိုက်ပြီးဝင်းနိုင်ရဲ့အချိန်တွေကိုအကဲခက်လိုက်ပါတယ်။ဟုတ်၊မင်းတကုတ်ကုတ်ကိုစဉ်းဝင်နေပုံရတယ်။ဟုတ်တယ်အကိုကြီး။ကျွန်တော်ကအရန်ကိုပြင်ပန်းနေတယ်။မနေ့ကနေမိုးကျုပ်တဲ့အထိအလုပ်တွေကိုစက်တိုင်လုပ်ကင်နေရတယ်။တတိယတော့ဝင်းနိုင်ပြောတာကိုစိတ်ဝင်စားနားထောင်နေပါတယ်။အဲဒီနောက်မှာတော့တတိယအခုလိုပြန်ပြောလိုက်ပါတယ်။ မင်းတွေအိမ်လုပ်တွေအလုံးကိုကုညင်ပေးနိုင်မဲ့အဖို့ကောင်းရှင်လို့ကျင်နာတတိကြီးရဲ့စကားကိုကြတော့ဝင်းနိုင်လည်းအရင်ကိုစိတ်ဝင်စားတော့ပါရဲ့ဒါတကယ်လားအခုလိုအိမ်လုပ်တွေအလုံးကိုလုပ်ပေးနိုင်မဲ့သူမျိုးဆိုရင်အဆင်ပြေတာပေါ့ဒါတကယ်ပြောရလားတတိကြီးကအာပါတရားရေးလိုက်ပါရဲ့မင်းငါပြောတာကလူသားတယောက်မဟုတ်ပါဘူးစက်ရုပ်ပါစက်ရုပ်ကမင်းကိုကုညင်လုတ်ကင်ပေးပါလိမ့်မယ်အခုလိုကြားလိုက်ရတော့ဝင်းနိုင်ရဲ့မျက်လုံးတွေကတော့ပတ်သွားပါရဲ့စက်ရုပ်စက်ရုပ်ဟုတ်လား ဟုတ်တယ်။ဆယုတ်ကလူသားတို့အတွက်ပူပြီးခွန်အားရှိတယ်။မင်းတို့စိတ်ကြိုက်စိတ်ကိုင်းနိုင်တယ်။အဲလိုတွေးကိုပဲလှုပ်ခိုင်းမလား။လေတွေကိုပဲခေါ်သွားပြီးလေအားလို့တွေးပဲခိုင်းစေမလား။အိမ်တန်းရှင်လည်းလှုပ်ခိုင်းလို့ရသေးတယ်။မင်းအဲဆယုတ်ကိုခိုင်းစေပြီးကောင်းကောင်းအနားယူနိုင်တယ်။ဒီစကားကိုကြတော့ဝန်းနိုင်အသက်ရှူတာပူပူမြန်ဆန်လာပါရင်သူရဲ့ပြင်းရတဲ့အခြေတွေကြောင့်လေအရန်ကိုအစဉ်ပြေရအောင်ဝန်းနိုင်ကအချက်ချင်းပဲတတိကိုပြန်ပြောလိုက်ပါရယ်။တတိ ဒီလိုဆိုရင်အဲဒီစရုပ်ကိုကျွန်တော်ယူခြင်းနဲ့ကျွန်တော်ပြန်ပန်းနေရာတွေကိုတက်တာစေခြင်းနဲ့ဝင်းနိုင်ကအခုလိုပြောတော့တတိလည်းပြောလိုက်ပါတယ်။သူရဲ့မျက်လုံးတွေကတော့ဒူဒူချာချာတောက်ပနေပါတယ်။ကောင်းပြီလေ။ငါမင်းအဲဒီစရုပ်ပြန်ရောင်းပေးမယ်။မင်းရဲ့ဝန်ထုံးဝန်ပိုလေးပိုတက်တာသွားစေရမယ်။ဘယ်တော့ဒီစရုပ်ကိုရောင်းပေးမှလဲ။မပူပါနဲ့။ငါမင်းကိုမနဲ့ပြန်ကြရင်ဒီစရုပ်ကိုရောင်းပေးပါမယ်။အရင်နောက်မှာတော့မနဲ့စောစောမှာတတိဟာစရုပ်ကိုခေါ်ရင်ဝင်းနိုင်ရဲ့အင်ကိုရောက်လာခဲ့ပါတယ်။ ဝယ်နိုင်ကတော့တတိခေါ်လာတဲ့ဆက်ရုပ်ကိုကြည့်ပြီးအရင်ကိုသဘောကျနေပါရင်ဆက်ရုပ်မှာတော့အပြည့်အဝအလဲတွေကတောက်ပနေပါရင်မင်းကြည့်စဲဒါမင်းတွေအိမ်ဖို့တစ်ပဲသူရဲ့နာမည်က R1 မင်းစိတ်ကြအမိတ်ပေးပြီးခိုင်းစေနိုင်တယ်မင်းတို့ကအလုပ်စီခိုင်းတော့မယ်ဆိုရင် အပြည့်အဝခလစ်ကိုနှိမ့်လိုက်ပါတတိကြီးကတော့သူခေါ်လာတဲ့ဆက်ရုပ်နဲ့ပတ်သက်ပြီးတရားရှင်းပြပါရင်နောက်တနေ့မှာတော့အပြင်းကြီးတဲ့ဝန်းနိုင်ကဆက်ရုပ်ကိုပကံတွေစေချောခိုင်းလိုက်ပါရင် ပြီးတော့နွားရီကိုလည်းအစာကျွေးခိုင်းလိုက်ပါတယ်။ပြီးတော့ဝင်းနိုင်ကဆက်ရုပ်ကို သူ့အစားကျန်တာတွေချက်ပြုတ်ခိုင်းထားပါတယ်။အခုစရင်ဆက်ရုပ်ကြောင့်ဝင်းနိုင်ကအတော်လေးကိုအဆင်ပြေနေပါပြီ။ဟိုးအရင်မိုက်တဲ့ဆက်ရုပ်ပဲငါတော်တော်အရင်ကိုအဆင်ပြေတယ်။အခုတော့အရင်ကငါပြန်မှန်းခဲ့တယ်များကန်းကောင်းစီခိုင်းလိုက်မယ်။အကောစင်ဝင်းနိုင်ရဲ့ဘွားကအတော်လေးကိုပြောင်းလဲလာခဲ့ပါရယ်။သူရင်ကလိုအလုပ်တွေလုပ်စရာမလိုတော့ပါဘူး။နောက်တနေ့မှတော့ဝင်းနိုင်ကဆက်ရုပ်အတွက်ဘက်ထရီပါဝါကြိုးနဲ့ဆက်ဆက်ပစ္စည်းတွေကိုယူလာပါရယ်။ အခုလိုဆက်ရွေးရှင်နေတော့ဝန်နိုင်လေးအတော်လေးကိုတက်တာနေပါရယ်အလိုနဲ့တလပြေတလားတပြေပြေကုန်ဆုံးလာခဲ့ပါရဲ့။အဲနောက်ပိုင်းမှာတော့ဆေယုကအရင်ကလိုအိမ်လုတ်တွေတိတ်မလုတ်တော့ပါဘူး။ဝင်းနိုင်လည်းအိမ်လုတ်တွေမလုတ်တော့တာကြောင့်တို့ရထွက်လာပါရဲ့။ဟေးမင်းမြန်သွားပြီလို့လို့စမ်း။ဘာလို့ဒီတိုင်းရနေရလဲ။ဝင်းနိုင်ကဆေယုကိုကြည့်ပြီးအမျိုးမျိုးပြောဆိုရင်အမိတ်ပေးနေပါရဲ့။ဒါပေမဲ့ဆေယုကတော့သူပြောတာကိုမနာခံတော့ပဲဒီအတိုင်းရနေပါရဲ့။အိုးမင်းကမကြောက်လား။ ။ငါပြောတာကိုနားမထောင်တော့လား။တော်စင်အလုပ်ကိုပြအောင်လုပ်ပါ။နေ့ချိန်မှာတော့ဆက်ရုပ်ရဲ့မျက်လုံးအပြာရုံကနေချက်ချင်းဆိုသလိုအနေအပြည့်ပြောင်းလဲသွားပါရဲ့။ဝဲနိုင်လေးရုတ်တရက်အယောင်ပြောင်းသွားတဲ့ဆက်ရုပ်ကိုကြည့်ပြီးအံ့အားတင့်သွားပါရဲ့။ခဏနေတော့ဆက်ရုပ်ကဝဲနိုင်ကိုအခုလိုပြောလိုက်ပါရဲ့။အခုငါမင်းရဲ့အခန်းစီမဟုတ်တော့ဘူး။မင်းမဲအလုပ်ကိုပြအောင်များတောင်းလုပ်လိုက်ပါ။ဝဲနိုင်ကအခုလိုကြားလိုက်ရတော့အရန်ကိုအာအတက်သွားပါရင်ဝဲနိုင်လေဒီစက်ရုပ်ကဘာဖြစ်သွားလဲဆိုပြီးစဉ်းစားလိုက်ပါရင်ဘာ မင်းကဘာပြောလိုက်တာလဲမင်းငါဝဲထားတာမင်းကပဲငါပြောတာကိုနားထောင်အောင်မင်းငါရဲ့ကျွမ်းမဲနားလေလားငါတခင်မင်းကမှကျွမ်းမဲအကွာအစာပြီးငါပြောတာကိုနားထောင်အောင်ဝဲနိုင်ကတော့အခုလိုကြားလိုက်ရတာနဲ့ကြောက်လန့်သွားပါရင်သူကအနောက်ကိုဆုပ်လိုက်ပြီးရှင်ပြဖို့ကြိုးစားခဲ့ပေမဲ့ဆက်ရုပ်ကနားမထောင်ခဲ့ပါဘူးခဏနေတော့ဆေယုကဝင်းနိုင်စီကိုတုံဝင်လာပြီးစူဖူပါရီပြီးတော့သူ့တွန်းလဲလိုက်ပါတယ်ဝင်းနိုင်ကတော့ကိုယ်ချိန်မှာဘာမှမတက်နိုင်ခဲ့ပါဘူး ဒါကြားဘလို့ဖြစ်ရလဲသူကပဲငေါ့ပြန်ခိုင်းနေအခုလည်းငေါ့ရိုက်နေနေပြန်ပြီခုနောက်ပိုင်းမှာတော့ပြင်ရတဲ့ဝင်းနိုင်ကပဲအင်းလုတ်တွေမှန်တမ်းများသူကပဲလောက်ကင်ရပါတယ်ဆရုပ်ကဝင်းနိုင်ကိုခန်းစီပြီးကောင်းကောင်းအိတ်နေပါတယ်အကောစင်ဝင်းနိုင်ကအလုပ်တွေကိုသူကပဲအကုန်လုပ်နေရပြီဖြစ်ပါတယ်။အိမ်လုပ်တွေမလုပ်ရင်တော့ဝင်းနိုင်ကရိုက်နှက်ခံရပါတယ်။ဝင်းနိုင်ကတနေ့မှတတိယခုခေါ်ပြီးအကျိုးချောင်ပြောပြပေမဲ့အချင်းတွေကထူချောင်မလာပါဘူး။ အခုစိန်ဝင်းနိုင်ကစရုပ်ကိုဝယ်ယူလိုက်တဲ့အပေါ်နောက်ထပ်ရနေပါရယ်အခုတော့ငါ့ရဲ့အခြေအနေကိုကြည့်ပါဦးပြင်းရတဲ့ငါ့ပဲအလုပ်တွေကိုစတန်လောက်ကင်နေရတယ်သူ့ကြည့်စဲငါ့စာအိတ်နေလိုက်တာ တကယ်ဆိုရင်ငါသူ့ကိုမလိုအပ်ခဲ့တင်ဒါအမှားကြီးတကွပဲအခုတော့ငါဟူလူရဲ့ပြောစကားကိုယုံကြည်မိခဲ့လို့အခုလိုဖြစ်နေရပြီဝင်းနိုင်ကတော့တွေ့ရင်တွေ့ရင်တော့ထွက်လာပါရယ်အဲနောက်မှာတော့ဝင်းနိုင်ကတတိကြီးကိုရှာဖွေဖို့ရွာနောက်ကဆိုင်လေးကိုဖြန့်သွားခဲ့ပါရယ် ဝန်နိုင်ကသူတွေ့ကြရတဲ့တတိကြီးကိုစူးစမ်းရှာဖွေပေမဲ့မတွေ့ကြရပါဘူး။အဲဒီနောက်မှာတော့ရက်တွေကတပြေးပြေးကုန်ဆုံးလာခဲ့ပါတယ်။သူ့အဆက်ရုံရောင်းခဲ့တဲ့တတိကြီးကိုမတွေ့ရသေးပါဘူး။ဝင်းနိုင်ရဲ့မျိုးလင်းချက်တွေအားလေတပြေပြေကုံဆုံးလာခဲ့ပါတယ်။ဒီနေ့မှာတော့ဝင်းနိုင်ကမထင်မဲ့ပဲတတိကြီးနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ဝင်းနိုင်လည်းတတိကို စိတ်တူတူနဲ့ပြောလိုက်ပါတယ်။"အိုးတတိအခုတော့ပြန်တွေ့ရပြီ။မင်းရဲ့ဆက်ရုပ်ကအခုဘာမှမလုပ်တော့ဘူး။ငါကပဲသူခိုင်းတာကိုလုပ်နေရတယ်။" သူကငါ့ကိုလည်းရိုက်ပုတ်တယ်။တထေကျေအောင်ဝန်းနိုင်ပြောပြတွေကိုတေချာနားထောင်ရင်းသဘောပေါက်သွားပါရဲ့။အဲနောက်မှာတော့တထေကျေအောင်ဝန်းနိုင်ကိုအခုလိုပဲပြန်ပြောလိုက်ပါရဲ့။ငါမင်းကိုအလုံးပြောပြပါမယ်။ဘဲဆက်ရုပ်ကချက်ပြကိုထုတ်ပြရလိမ့်မယ်။သူကချက်ပြကြောင့်အခုလိုဖြစ်သွားတာပဲ။ပြောရရင်ချက်ပြအဟောင်းကိုပြန်လဲရမယ်။တကယ်လားချက်ပြအကြောင်းသူကပြောသလိုမလုပ်တော့တာပေါ့။ဟုတ်တယ်။ငါသိပ္ပံပညာရှင်တယောက်စီကနေဝဲခဲ့တာပါ။ချစ်ရတာချက်ပြတတန်းကုန်သွားပြီ။ ဒါကြောင့်အခုလိုမင်းရဲ့အမိတ်ကိုမျှခင်လို့ရပါပဲ။ဒါဆိုရင်ကျွန်တော်တို့ဘာဆက်လို့ရမလဲ။မစိုးရင်မှနဲ့အခုလောလောဆယ်ဆက်ရုံနောက်ကချက်ပြားကိုယူထုတ်ရမယ်။ငါလည်းဒီဆက်ရုံရဲ့သိပ္ပံပညာရှင်ကိုလက်ရှာနေပါရယ်။ဒီသိပ္ပံပညာရှင်ကပဲအခုပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါရယ်။ဒါတကယ်ပြောရလား။ဝင်းနိုင်ရောအခုလိုကြားလိုက်ရတော့မျောလင်းချက်တွေပြင်းရသွားပါရဲ့တထေချင်းနဲ့ဝင်းနိုင်တို့လည်းအင်ကိုပြန်လာကြည့်လိုက်တာအင်းလေးထဲမှာဆက်ရုပ်ကအိပ်ပျော်နေပါရဲ့ငါတို့သူ့ထဲကနေချက်ပြောက်ကိုထုတ်ရမင်းကွာ အဲ့ချက်ပြောင်းကိုထုတ်နိုင်စေယုကဘာမှတုတ်ပြမနိုင်တော့ဘူးဟုတ်လားဒါဆိုရင်ချက်ပြောင်းကိုအမြန်ထုတ်ကြမယ်သူတို့နှစ်ယောက်စလုံးကအိမ်တဲကိုအတားဝင်သွားလိုက်ပြီးစေယုရဲ့နောက်ကျောကလုတ်ကိုပိတ်လိုက်ပါတယ်ပြီးတော့စေယုရဲ့ရင်ဘက်ပေါ်ဟာလျှို့ဝက်ကနန်းတွေကိုနှိပ်လိုက်ပြီးချက်ပြားနီကိုဆွဲထုတ်လိုက်ပါတယ်အုံးမယုံကြည်နိုင်စရာပဲဒီချက်ပြားနီအောင်ကြောင့်ပဲဒါကြောင့်စေယုကအခုလိုတုတ်ပြန်နေဟာချက်ပြားကို ပြန်လဲပြရမယ်မဟုတ်ရင်စေယုက မင်းပါပဲပြောပြောအမိတ်ကိုနားခင်မှာမဟုတ်ဘူးအခုတော့ငါစိတ်ရောမလိုတော့ပါဘူးကိုလုတ်ကိုကိုပြီးအောင်လုပ်တော့မယ်စိတ်ရောကိုပြန်ယူသွားပါနော်ဝင်းနိုင်စကားကိုကြတော့တထေကြီးကအကျေကြီးယူလိုက်ပါတယ်မနေ့စစောကိုရောက်တော့တထေကြီးကလည်းစိတ်ရောကိုယူသွားလိုက်ပါတယ်အိုင်နောက်ပိုင်းမှာတော့ဝင်းနိုင်ကမပြင်ရတော့ဘဲကိုလုတ်ကိုပြီးအောင်လုပ်ပြီးတော့အေးအေးချမ်းချမ်းနေထိုင်နေခဲ့ပါတယ်